လေးစားရတယ်ပေါ့ဘာလို့လဲဆိုတော့သူတို့တကယ်ကိုချစ်နိုင်ငံမြစ်တာတွေပြန်လည်ပေးနိုင်တယ်အဲသူတို့အချစ်ပေါ်မှာတန်ဖိုးထားတာချင်းတူတယ်အချစ်တခုကိုအကြာကြီးထိမ့်သိမ်းသွားနိုင်ဖို့ဆိုတာကဒါလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဆိုတော့လေအရန်ကိုဝမ်းသာပါတယ်အဲ relationship တခုမှာကျွန်တော်ထင်တာတော့ ငင်းအောင်လုပ်ဖို့တော့ကယောက်ျားလေးက80ရာခိုင်နှုန်းလောက်ယုံကြည်စိတ်ချမှုရှိမှဖြစ်မယ်လို့ထင်တယ်။အဲကိုကောင်းပြေးကအများကြီးယုံကြည်မှုရှိအောင်နေတယ်။ယုံကြည်မှုရှိတဲ့သူလည်းဖြစ်တဲ့အတွက်ကြောင့်မျိုးအခုလိုမျိုးမင်္ဂလာရှိတဲ့မင်္ဂလာပွဲကြီးကိုကျင်းပနိုင်တာဖြစ်တယ်လို့ထင်တယ်။ say that maybe you'll be thinking of me ဟုတ်အဲဘုံနဲ့ဘိုရစ်တို့နဲ့ခင်နာကြာပြီဆိုတော့လေအဲ့လိုမျိုးတကယ်လို့နှိရှေစွာနဲ့တယောက်နဲ့တယောက်ကိုလေတစ္ဆာရှိပြီးတော့တကယ်ကို ချစ်သွားပြီးတော့ဟိုခုဆိုတာလက်တွဲဖြစ်သွားတယ်ပေါ့နော်သဆုံးတိုင်းထိဆိုတော့အရန်ကိုထတ်တူကြည်နူးရတယ်ဝမ်းသာရတယ်နှစ်ယောက်စလုံးကလည်းဒီ relationship ကြီးကိုထိန်းထားနိုင်တယ်ချစ်ချင်းမြတ်တာတွေနဲ့နားလည်မှုတွေနဲ့ထိန်းထားနိုင်မှုဆိုတာဒီခေတ်ဒီခါလာမှာမလွယ်ဘူးလေနော်အဲ့တော့နှစ်ယောက်စလုံးကိုစားတကယ်လဲဝမ်းသာတယ်ကွန်ယူတယ်တိတိကျကျလဲပို့ပြီးတော့ချစ်နိုင်ကြပါစေလို့လဲဆုတောင်းပေးရပေါ့နော် ိုကောင်းပြည်ရောမတနာဘူးအရန်စိတ်ထားကောင်းနေပြီးတော့စကားပြောလဲအရန်ကောင်းနေပေါ့လေပေါ်ပေါ်ရွေလည်းရှိတယ်အဲနှစ်ယောက်ခုလိုမျိုးဟိုမင်္ဂလာရှင်ရောက်တော့အရန်လည်းစိတ်ထဲမှာပီတိဖြစ်ပါတယ်အဲအဲ့လိုမျိုးဟိုတမီးစားလေးတွေ relationships တွေဆိုလို့ရှိရင်ဘူကအရန်သူတို့နဲ့ပေါ့နော်အဲ့လိုမျိုးသူတို့ဘယ်လိုပြောမလဲလေးစားတယ်ပေါ့ဘာလို့လဲဆိုတော့သူတို့ တကယ်ကိုချစ်နိုင်ရဲ့မေတ္တာတွေပြန်လည်ပေးနိုင်တယ်အဲသူတို့အချစ်ပေါ်မှာတန်မိုးထားတာချင်းတူတယ်အချစ်တစ်ခုကိုအကြာကြီးထိမ့်သိမ်းသွားနိုင်ဖို့ဆိုတာကဒါလွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဆိုတော့လေအရန်ကိုဝမ်းသာပါတယ်အဲ relationship တစ်ခုမှာ ကျွန်တော်ထင်တာတော့ငင်းအောင်လုပ်ဖို့တော့ကယောက်ျားလေးရ80ရာခိုင်နှုန်းလောက်ယုံကြည်စိတ်ချမှု ရှိမှဖြစ်မယ်လို့ထင်တယ်။အဲကိုကောင်းပြေးကအများကြီးယုံကြည်မှုရှိအောင်နေတယ်။ယုံကြည်မှုရှိတဲ့သူလည်းဖြစ်တဲ့အတွက်ကြောင့်မျိုးအခုလိုမျိုးမင်္ဂလာရှိတဲ့မင်္ဂလာပွဲကြီးကိုကျင်းပနိုင်တာဖြစ်တယ်လို့ထင်တယ်။ me at the ding jiri pitulang bajing kacapit kacapit တော့သူမိင်္ဂလာပွဲတက်ဖို့တော့ဖိတ်ထားရပေါ့နော်အဲ့လိုမျိုးအစီအစဉ်တွေတော့ဘာမှတော့မပြောထားသေးဘူးဟုတ်ဟုတ်ကဲ့ပါဒါရှိရောလို့ရှိကြလဲဟုတ်ဖိတ်ဖိတ်ထားပါတယ်အရှင်ဘာမှမလုပ်သေးဘူးပေါ့အဲ့ဟိုအဲ့လိုမျိုးတော့ပြောရတာမျိုးတော့မရှိဘူးဗျာ